ဘာကြောင့်မာမာနတွေကဖြစ်နေတာတုံးလို့စီသိကြည့်လို့ရှိရင်เนาะအရေးကြီးတဲ့အကြောင်းတရားလေးတစ်ခုကအသိဉာဏ်နဲလို့ဆိုတဲ့အဖြေပါပဲဟုတ်လားအသိဉာဏ်ပညာနဲလေလေမာမာနကြီးလေလေပဲဦးဇင်းတို့ဘေးတပေါင်းတော်တို့ငငယ်တုန်းကเนาะဇေဘနံလေးကငိုက်နေတယ်ဆိုတော့ဩသူ့မှာအနှိမ့်ဆန်တဲနေလို့လို့သင်ခဲ့ရတယ်ပေါ့ဟုတ်လားဩဇေဘနံလေးကထောင်း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 ဖြစ်နေတယ်ဆိုတော့အထက်ထက်မှာဘာအနှိမ့်မှမရှိဘူး ဒါကြောင့်မလို့သူကထောင်းထောင်းထောင်းဖြစ်နေတယ်။အဲ့ဒါလိုငိုက်နေတဲ့ဇပနံလေးနဲ့နောက်ထောင်းနေတဲ့ဇပနံလေးကိုဥမာပေးပြီးတော့လူသားတွေမှလည်းပဲအတိညာဆိုတဲ့အနှစ်သာရကိန်းရင်ကိန်းသလောက်နှိမ့်ချမှုဆိုတာရှိတယ်။အတိညာဆိုတဲ့အနှစ်သာရမရှိရင်မရှိသလောက်မြင့်မောက်မှုတွေဆိုတာဖြစ်နေတာ။ဟုတ်ရဲ့လား။ဒါကြောင့်ဦးရင်တို့ပေးတဲ့ပေါင်းသူတော်ကောင်းတို့ဘဝမှာမမနာတွေဘာကြောင့်ဖြစ်နေတာတို့လို့စိတ်စစ်ကြည့်လို့ရှိရင်နော်အတိညာပညာနေလို့ဟုတ်ရဲ့လား။ ဘုရင်တို့မဟာဝိဇ္ဇယတုတ်တံမှာမြတ်စွာဘုရားဟောထားတဲ့နော်ဏိကုံကျုပ်ကာထာလေးတစ်ပုဒ်ရှိတယ်။ဣတာတိတေနကာယေနယောမင်ကြီးဥဏမေတဝေပရံဝါအဝါဇန်နေယကိမေညတရာအတ္တသနနော်ဒီကာထာလေးအလုံးမမှတ်စရာကောင်းတယ်။ဣတာတိတေနကာယေနယောမင်ကြီးဥဏမေတဝေနော်ဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့ပရံဝါအဝါဇန်နေယသူတော်ဘာကိုမထင်မဲမြင်ပြုတယ်။ နော်မိမိကိုယ်ကိုမြင့်တင်တယ်သူတို့ဘာကိုနှိမ့်ချတယ်ဆိုတာကိမင်ညတရာအတ္တသနာမတိမြင်ခြင်းတည်းဟူသောအကြောင်းကြောင့်မှလို့ရသော်ဘုရားဟောတာဆိုလိုတာကကိုယ်ခန္ဓာရဲ့တဘာဝအမှန်ကိုယ်ဘဝရဲ့သဘော အမှန်တွေကိုမတိတာကိုအကြောင်းပြုပြီးတော့တတ္တဝါတွေဟာကိုယ်ကိုယ်ကိုမြင့်တင်ကြတယ်သူတို့ဘာကိုနှိမ့်ချကြတယ်ဒါတွေကအလုံးမစဉ်းစားတဲ့အကောင်းဆိုလိုတာကဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝနော်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဒီခန္ဓာဒီအနေထားဒီအဖြစ်အပျက်မျိုးနဲ့ ာမှမမာနတက်เสียအကြောင်းမရှိဘူးဆိုတဲ့အတိတ်ပဲဟုတ်ရဲ့လားနော်ဒီလိုခန္ဓာကိုယ်မျိုးကြီးနဲ့သူတစ်ပါးကိုနှိမ့်ချနေတာကိုယ့်ကိုယ်ကိုမြင့်တင်နေတာဟာဒီခန္ဓာဒီဘဝရဲ့အကြောင်းကိုမသိခြင်းကိုအကြောင်းပြုတ်ပြီးတော့တခြားအကြောင်းဆိုတာမရှိဘူးလို့မြတ်စွာဘုရားဟောတာနော်ဆိုလိုတာကကိုယ့်ခန္ဓာရဲ့အကြောင်းကိုကိုယ်တကယ်မသိလို့သူတစ်ပါးကိုနှိမ့်ချတာကိုယ့်ကိုယ်ကိုမြင့်တင်တာအဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုသိရင်သိသလောက်အဲ့လိုမမနာတွေဆိုတာဖြစ်เสียအကြောင်းမရှိဘူးဟုတ်ရဲ့လား အဲ့တော့ကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ဘဝရဲ့အကြောင်းကိုတရားဓမ္မတို့ဦးဇင်းတို့တွေအတိများအောင်ကြိုးစားရမယ်ပေါ့အဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောကဘယ်လိုရှိတာတုံးလို့မေးရင်တော့အနှစ်ချုပ်အားဖြင့်ခန္ဓာသည်ဘာတွေဖြစ်လာလို့မှမတီးမြဲဘူးဆိုတဲ့အနေစာသဘောရှိတယ်ဒါဘယ်သူမှမငင်းနိုင်ဘူးဟုတ်တယ်မို့လားတော့မတီးမြဲတဲ့အတွက်ကြောင့်ဘာတွေဖြစ်နေလို့မှကောင်းတယ်လို့ဆိုလို့မရဘူးလို့ဆိုတဲ့ဒုက္ခသဘောရှိတယ်ပြီးတော့ဒီခန္ဓာရဲ့သဘောဝဆိုတာ ကိုကလည်းသူတို့ကိုအစိုးမရတယ်လို့သူတို့ကလည်းကိုယ့်ရဲ့အလိုကိုလိုက်တယ်ဆိုတာမရှိဘူးအဲ့တော့ခန္ဓာရဲ့သဘောဘဝရဲ့သဘောဟာဘယ်လိုရှိလဲလို့မေးရင်အနေဆာဒုက္ခအနတ္တသဘောရှိတယ်လို့ဒီလိုပဲဖြေကြရလိမ့်မယ်အဲ့ဒီအနေဆာဒုက္ခအနတ္တဆိုတဲ့သဘောအမှန်ကိုသိရင်သိသလောက်သူတို့ကနှိမ့်ချတာမျိုးကိုယ့်ကိုယ်ကိုမြင့်တင်တာမျိုးဖြစ်စရာအကြောင်းမရှိဘူးဟုတ်တယ်မဟုတ်လားဒီဦးဇင်းတို့မဟာဝိဇ္ဇာသုတ္တမမြတ်စွာဘုရားဟောပြတာကနော်ဒီခန္ဓာကိုယ်ကြီးရဲ့အထူးသဖြင့်ယူပက္ခန္ဓာ ရုပ်အစုအဝေးကြီးရဲ့သဘာဝကိုအဲ့ဒီမှာထင်ရှားစွာပြောတာပါမဟာဝိဇ္ဇာတုတ်တန်ဆိုတာကဝိဇ္ဇာဆိုတာကိလေသာကိုအောင်နိုင်ခြင်းလို့အဓိပ္ပာယ်ရတယ်မဟာဆိုတာတော့ကြီးကျယ်တာပေါ့အဲ့ဒီတုတ်တန်ကိုအစအဆုံးဥစဉ်တို့ပေတပေါင်းသူတော်ကတို့လေ့လာကြည့်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့နော်မတင့်တယ်တဲ့ရွန်ရှားဆက်ဆုပ်ဖွယ်သဘောနော်ဇံမေမွေးခြင်းအစရှိတဲ့32မျိုးသောကုဋ္ဌာန္တအစုဝေးတို့ဖြင့်တိဆောက်ထားတဲ့ နော်ရွန်ရှာဆွဆုပ်ဖွဲ့အစုအဝေးတက်တက်မြတာဖြစ်တယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားပုံပေါ်အောင်ပြောတာနော်ရှင်စဉ်ခါမှာဖြစ်နေတဲ့ရွန်ရှာဆွဆုပ်ဖွဲ့နော်အသက်ဝိညာဉ်ကင်းပြီးတော့တည်ဆုံးပြီးတဲ့နောက်မှာဖြစ်ပေါ်လာမဲ့ရွန်ရှာဆွဆုပ်ဖွဲ့နော်အဲ့ဒါတွေကိုမြတ်စွာဘုရားကအမှန်တိုင်ဖွင့်ပြတာနော်အဲ့ဒါတွေကိုပြောပြီးတော့အဲ့ဒါဏိကုံးကျုပ်စောစောကဂါထာလေးကိုဟောတာဟုတ်လားဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့သူတော်ဘာကိုနှိမ်ချနေတာ ကိုကိုကိုမြင့်တင်နေတာဟာဒီခန္ဓာကိုယ်ကြီးရဲ့သဘောကိုမသိခြင်းကလွဲလို့တခြားအကြောင်းမရှိဘူးလို့အဲ့ဒါလိုပြောတာအဲ့တော့အဲ့ဒီစကားလေးကိုကောက်ချက်ဆွဲကြည့်မယ်ဆိုရင်ကိုခန္ဓာရဲ့သဘောကိုသိရင်သိသလောက်သဘောကိုနှိမ့်ချတာမျိုးကိုကိုကိုမြင့်တင်တာမျိုးမရှိနိုင်ဘူးလို့ဖြေမှမထွက်နိုင်ဘူးလားထွက်နိုင်တယ်ဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့မာမနာတွေဘာကြောင့်ကြီးနေတာတော့လို့မေးခန္ဓာရဲ့သဘောကိုအမှန်သိတဲ့နော်တကယ်အနှစ်သာရလို့ဆိုတဲ့ပညာအနှစ်မကိန်းသေးလို့မာမနာတွေ 经理啊！